ဘောလုံးမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျက်ရိုရှင် channel လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီ video reaction လို့ topic မှာတော့ယနေ့ April 30ရက်နေ့ဗုဒ္ဓဟူးနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအကျဉ်းချုပ်ဖော်ပြပြန်ဖြစ်တဲ့အတွက်ဘောလုံးမျိုးတွေအားလုံးပဲအဆုံးသတ်ကြည့်ရှိပေးဖို့ဒီညကမျိုးထပ်မံတောင်းဆိုလိုက်ပါရစေ။ရောင်းစုံနေနဲ့ကတော့စစ်ကောင်းဆောင်များကလကောင်းတို့ရဲ့အကျိုးစီးပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်ဒီနေ့မှသိမ်းယူထားစီမှာဒီနေ့မှဆိုရင်တော့1550ရက်ရှိဖြစ်ပါရစေ။မနက်ငယ်တော်ကစစ်ကောင်းစီကတရားဓာတ်တွင်စစ်ခွေးတည်ဆုပ်မှုစီးရင်မှာတော့ ။ဂိုင်းတိုင်းကလေးမြို့နယ်မှာ28ကောင်၊ဂိုင်းတိုင်းမုံရံမြို့နယ်မှာ2ဦးကိုရှင်မိခဲ့ပြီးတော့ဝေးတိုင်းရေစုပြို့မြို့မှာအကောင်20 PDF ရဲဘော်တဦးကတော့ကြာဆုံးခဲ့ရပါတယ်။အန္တလေးတိုင်းညောင်မြို့နယ်မှာ4ကောင်၊အန္တလေးတိုင်းတောင်သာမြို့နယ်မှာ2ဦးလင်းဝင်ရောက်ခဲ့ပြီးတင်တားတိုင်းလောင်းလုံမြို့နယ်မှာ4ကောင်နဲ့မုံမီနယ်တန်ဖြူစရဲမြို့မှာ2ကောင်ဤသည့်တည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ရောင်စုံနေနဲ့ကတော့သူတို့ရဲ့ဘပကြီးမင်းအောင်လိုင်ကတော့သူတို့ပြန်ကြိတ်နေပါပြီ။အားတော့စစ်ကောင်စီကိုထောက်ခံတဲ့သူတွေရဲ့ဟိနာတဲ့အခြေအနေကိုရောက်လာတဲ့နေထားပါဗျာ။နေပြီးတော့မှသခိုင်းငလင်ကြောင့်ဝင်ကြီးဌာနရုံးနေဝင်တန်းအိမ်ယာတွေပြုပြပျက်စီးမှုအတွက်မူလတိဆောက်ခဲ့တဲ့ခရိုနီကုမ္ပဏီများကပြန်လည်တိဆောက်ပေးရန်မင်းအောင်လိုင်ကအမိန်ပေးလိုက်ပါတယ်။ငွေကြေးတစ်ချက်တပြားမှပေးမိမဟုတ်ကြောင်းလည်းထက်မှန်အတိပေးထားပါတယ်။နေပြီးတော့ကိုရေသွေးမြေပြည်ပဲတိဆောက်ခဲ့မှုများကြောင့်ပြုပြပျက်စီးခဲ့ရလို့မင်းအောင်လိုင်ကအပြစ်တင်ပြီးလည်းပြောဆိုသွားပါတယ်။ နေပြီးတော့မှဒကိုင်းကလင်ကြီးကြောင့်ဝင်ကြီးဌာနနဲ့ဝင်တဲ့အရာများပြိုကျပျက်စီးမှုတွေမူလတိဆောက်ခဲ့သောခရိုနီကုမ္ပဏီများနေဖြင့်ပြန်လည်ပေါဝင်တိဆောက်ပေးရန်မယောင်နိုင်ကအမိန်ပေးထားကြောင်းနေပြီးတော့စစ်ဘက်ကနေထုတ်ပြန်တာဖြစ်ပါတယ်ဒီပြည်တော်မှာရှိတဲ့နေပြည်တော်သမရာယုံဝင်ကြီးဌာနယုံဝင်နေအင်အားစစ်ယုံများစစ်ယုံများသမရာအင်တော်လွတ်တော်ပေါင်းဝင်ဌာနဆိုင်ရာယုံအများစုတို့ကြပြစီရပါမူလားတိဆောက်ခဲ့တဲ့ခရိုနီကုမ္ပဏီများက အောင်ဝင်တိဆောက်ပေးရန်မင်းအောင်နိုင်ကညွှန်ကြားလိုက်တာဖြစ်ပါတယ်။ရေသွေးမီပဲတိဆောက်ခဲ့လို့အခုလိုပြိုကျပျက်စီးမှုတွေဖြစ်တဲ့အဲ့ဒီအတွက်မူလတိဆောက်ခဲ့တဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ပြန်လည်တိဆောက်ပေးဖို့တာဝန်ရှိတဲ့ဒုဝက်တဲ့သွင်းကုန်ဒီလက်မြေတွေတန်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုတော့ညှိနှိုင်းပြီးတော့အခွန်ပေးစရာမလိုပဲတော့တင်သွင်းဝင်ပေးမယ်။ပြန်တိဆောက်ပေးဖို့မူလကုမ္ပဏီမှာတာဝန်ရှိတယ်လို့ညွှန်ကြားချက်ထွက်ထားပါတယ်လို့လည်းတစ်ပတ်ကနေပြီးတော့ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။မင်းအောင်နိုင်ကနေပြည်တော်ကိုပြန်လည်တိဆောက်ရေးအတွက်ကာကွယ်ရေးဝန်ကြီးဘူဘူချုပ်ကြီးမောင်မောင်အေးကို အဝင်ပေးထားပြီးနေပြီးတော့ရှိရုံးဌာနများဒူးဆောက်အုံများအိမ်ယာများအုပ်ချုပ်မှုဆိုင်ရာဆောက်အုံများအခြားအဆောက်အုံများတိဆောက်ရေးလုပ်ငန်းများပါဝင်သောကုမ္ပဏီများကိုပြန်လည်ဆက်သွယ်ခိုင်းခြင်းဖြစ်ပါတယ်။နောက်ထပ်သတင်းတွေမှာတော့လွတ်တော်ကိုတိဆောက်ခဲ့တဲ့ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်စန်းနဲ့ဘိုးချုပ်ဟောင်းတာသမီတို့ကစစ်ကောင်စီကိုလက်ရှိချိန်မှာမဆက်သွယ်တော့ဘဲအင်းရှောင်ပြေးနေကြတယ်ဆိုပြီးတော့သိရှိရပါတယ်။ကဲမင်းတို့လည်းဝင်ရမ်းပြီးဖြစ်ပြီပေါ့ကွာ။ဒီပြီးတော့မှာမလ28ရက်နေ့ကလုတ်ခဲ့တဲ့သကိုင်းကလင်ကြီးကြောင့်အစိုးရဝင်ကြီးဌာနအဆောက်အုံတွေပြိုကျပျက်စီးခဲ့တဲ့တစ်သက်ပြင်း နီးလန်းသုံးသွယ်ဖြင့်ပြင်ဆင်တည်ဆောက်သွားမည်ဖြစ်ကြောင်း၎င်းတို့နှင့်ယုံဌာနအဆောက်အုံများကိုပြင်ဆင်ရန်မူလတည်ဆောက်ခဲ့သောကုမ္ပဏီများကိုတာဝန်ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးအောင်မောင်အေးကလည်းပြောထားတယ်လို့သိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ခမ်းကြီးရွာကအမြောက်စကန်ကိုကဲမှုဌာနချုပ်မဆာခ93ရက်နေ့ဤမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲတင်းကိုတော့စစ်ကောင်စီကအစိတ်ငွေပုံ7လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့တောင်တက်မတော် TNL ကဓာတ်ပုံများနဲ့တကွာထုတ်ပြန်ခဲ့ပါတယ်။ ကောင်စီတပ်ဟာနနက်၈နာရီကနေညနေ၃နာရီခွဲကျော်ထိအစိတ်ငွေဘုံတွေကိုကျက်ချခဲ့ပြီးပို့တော်ညနေဌာနချုပ်နဲ့အမတ်တ၄၅၃တက်စကန်ကနေလဲလက်နက်ကြီး၁၂၀မမတို့နဲ့ပြစ်ကတ်တိုက်ခတ်ခဲ့တယ်လို့တောင်းအောင်တမတော်ကပြောထားပါတယ်ဒီကောင်စီကအပြည့်ရဲ့ဆက်ကာလကိုအေပယ်လကုံဒီထက်မှန်တိုးတာပဲမလဲပလောင်ပီနဲ့လူမြောက်ရေးတူတီအန်လီအုပ်ချုပ်တဲ့မြေနေမြေတွေကိုတော့စစ်အင်အားတွေဖြည့်တင်းကကိုးစစ်စင်တာတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်းဒေချောင်းကနေလာရောက်ဘုံကျက်တာတွေရှိတယ်လို့လည်းသိပေးထားပါဗျ။နောက်ထပ်သတင်းတွေမှာတော့ မ်မော်မျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်မှရဲမြင့်များအပေါင်းဝင်အမျိုးသမီးတရာကျော်လက်နက်ချရာမှာတော့ကိုဝင်ဆောင်များပေါင်းဝင်နေကြောင်းစစ်ရေးသတင်းမြစ်ကထုတ်ပြန်ထားပါတယ်။တစ်တစ်ထဲကရဲမြင့်တရာကျော်လက်နက်ချတဲ့ကိုဝင်ဆောင်တွေပါပါတယ်လို့လဲစစ်ရေးသတင်းမြစ်ကပြောထားတာဖြစ်ပြီးတော့စစ်ကောင်စီကကိုဝင်ဆောင်ရဲမြင့်များကိုလည်းအသုံးပြုနေခြင်းဖြစ်ကြောင်းအထက်ပါစစ်ရေးသတင်းမြစ်ကဆက်လက်ပြောထားပါတယ်။နောက်ထပ်သတင်းတွေမှာတော့သခိုင်းကလင်ကြီးကြောင့်ပုံစံပြတ်သွားတော့လဲဖြိုမချပဲကွန်ကရစ်လောင်းထိမ့်သိမ်းရန်စစ်ကောင်ဆောင်ကညွှန်ကြားထားတဲ့ကျောက်ဆယ်မြို့ပြည်သာရောင်းတောင်ပေါ်မှာကြောက်တုံးကြီးကပြိုကျလာမဲ့အန္တရာယ်ရှိနေကြောင်းမိသက်ထက်ဘက်ကထပ်မံသတင်းထုတ်ပြန်လိုက်ပါတယ်။ တောက်ဆယ်မြို့ပြည်သူအောင်ဖရဲ၌တည်ထားတဲ့ပြည်သူအောင်တောင်ပေါ်မှာရှိတဲ့ကြောက်တုံးကြီးဧတအခေါ်ကြောက်တိတာဟာမလ28ရက်နေ့သခိုင်းငလင်တန်ကြောက်နင်းငယ်တိမ်းဆောင်သွားပြီးပြိုကျလာမိကိုမျိုးစကန်ဒေတာမြတ်ကသူ့ရင်ကြပြီးတော့မူလကတော့မိုင်းခွဲဖြက်စီမြို့ခရိုင်စီမံအုပ်ချုပ်ရေးဘုတ်ကစီမံခဲ့တော်လဲပြလတ်စခိုင်းနေမှာတော့စစ်ကောင်းဆောင်မင်းအောင်လိုင်ကကြောက်ဆယ်မြို့ကိုရောက်ရှိလာပြီးကြောက်တိတာကြီးရမဖြူခွဲပဲသက်လက်တင်းတန်းညွှန်ကြားသွားခဲ့ပါလေသို့တော်လဲယခုရက်ပိုင်းတွင်မိုးရွာသွန်းမှုကြောင့်ကြောက်တုံးကြီးကနေရာနင်းငယ်ရွေ့ပြီးတဖြည်းဖြည်းပုံမှုတိမ်းဆောင်လာပြီးလို့လဲဤသက်တဲ့ဘုတ်ကထုတ်ပြန်ထားပါတယ်မနက်ကမြေတက်တဲ့ဘွဲ့ရဲ့ AB29 ရဲ့ထုတ်ပြန်ချက်မှာတော့ ်သူကြီးရက်ွက်ရှိကြောက်တရာဇီဒီယိုကြီးကြောက်သားပြူကြလာမိအနေရရှိအတွက်အောက်ခံကြောက်သားမြေသားနေထားဘူမိယူပပိတာတိုင်းတာချင်မနေလှုပ်ဆောင်ပြီးတော့ဖြောပါထားပါတယ်။မင်းအောင်နိုင်စုတဲ့ကောင်ကဘာတိမှလည်းသူကမိုးကြွှေကောင်မှမဟုတ်တိုင်ယူဒီလိုကောင်မျိုးကဘာမှမသိပဲနဲ့လက်ရှိမှာဖြစ်ပေါ်နေတဲ့နေထားတွေအင်ဂျင်နီယာတွေတဲ့ကောင်ပိုတော်နေတဲ့ကောင်ဆိုပြီးတော့လဲဝေဖန်မှုတွေပြုလုပ်နေတာကိုလည်းတွေ့ရှိနေရပါတယ်။အိုင်ခွက်လိုက်ရင်ရပိုင်းနဲ့ပြီးမဲ့ကိစ္စကိုဘာလို့နေမှန်းလဲမသိဘူး။ကိုအိမ်ကိုလည်းမပြောင်းမနေရဘူး။ပစ္စည်းတော်ပြင်လို့မရဘူး။ပထမတော့မိုင်းခွက်လိုလိုနဲ့သူ့ဘက်ကပြောသွားတော့ကျုံတွေကမထီရတော့ဘူး။တော်တော်အသုံးမကျတဲ့ ီမံခံခွဲမှုတွေပါဆိုပြီးကြောက်ခဲမျိုးကံတွေကပြောနေကြတာလဲကြားသိရပါတယ်။ကောင်စီကောင်းဆောင်ကတော့ညွန်ကြရမှာကြောက်တဲ့တာရှိတဲ့နေရာကိုဒုံးပြင်းအသေးစိတ်ရိုက်ကူးပြီးချက်လက်ရယူရန်အိုင်းခွဲဖြူချာကြီးမတပြုလို့ပဲရေသွေးပြည့်မီတော့ကွန်ကရစ်များဖြင့်အာစီလောင်းပြီးထိမ့်သိမ်းခိုင်းထားတယ်လို့ဆိုထားပါတယ်။စူပါကြောက်တုံးကြီးဟာပြည်တော်နှံတောင်မှာအမြင့်ပေ350ကျော်မှာရှိနေပါတယ်။ အလ28နှစ်လောက်ခဲ့တဲ့အင်အားပြင်းစကိုင်းကလင်ကြီးကြောင့်အဆိုပါကျွန်တော်ရင်ပြိုကျနိုင်ကြီးဟာပြစ်ဆက်ရခိုင်နှုန်းတိရှိနေကြောင်းယူကန်များကပြောထားပါတယ်။ဘမမရဲမေတွေပါလက်နက်တွေချကုန်ပြီဆိုတော့ပျောင်ပြီးတကောင်ကတော့ဘန်ဘောကနေပြီး AR ကိုရွှေ့သွားပါပြီ။ဘမမကတော့ရဲမေလည်းလက်နက်ချကုန်ပြီးအကုန်လုံးတော့ထွက်ပြေးကုန်ကြပြီဆိုတော့ပျောင်ပြီးတကောင် AR ကိုပြေးသွားတဲ့အချိန်မှာမကြပါဘူး AR လည်းကြအောင်ပါပါ။အဲအရာကိုကျွန်တော်ဘာကြောင့်မလို့အဲဒီကထားပြီးပြောနေရလို့ဆိုရှင်လက်ရှိအရာတွေမှာကတိုက်ပွဲကျန်းနေတာပါเนาะအဲ့တော့ ဟိုကျွန်တော်လက်ခုံလေးလက်ခုံကြီးပေါ့လက်ခုံလေးလက်ခုံကြီးပြောလို့ရှိရင်အဲ့ဒီလမ်းကျော်ကဘယ်ဒီပေါင်လဲဆိုလို့ရှိရင်ရခိုင်ပြည်နယ်ကျိန်တလီဒီပေါင်ပေါ့နော်ကျွန်တော်တို့ကြည့်ရမယ်လမ်းကျော်ကကျိန်တလီကနေပြီးတော့အဲ့ဒီလက်ခုံလေးလက်ခုံကြီးလမ်းဒီပေါင်လဲဆိုတော့လမ်းကျော်အထိကဒါလမ်းကျော်တစ်ခုရခိုင်ပြည်နယ်ကနေပေါ့တပုံတွေဝင်တဲ့လမ်းပေါ့ဗျာနော်ကျွန်တော်တို့ဒီညောင်ကျိုးကပကိုးကိုဝင်တဲ့လမ်းကျော်ကတစ်ခုအဲသူများဆက်ဆက်နေနောက်ထပ်မင်းတုံးပေါ့မင်းတုံးမအီမင်းတုံးလမ်းကတစ်ခုအဲအဲ့ဒီလမ်းတွေကတော့တော်တော်လေးဒါတပုံကအခုလက်ရှိ စေသေးကြဒီသဘုံတွေပေါ့ဗျာနော်နိုင်ငံဖြစ်စည်းနေတဲ့သဘုံတွေကတော့ဝင်လာနေတာဒီလမ်းကျော်အဲ့တော့ပေါက်ကွဲတန်တင်လို့ခေါ်တယ်ဒီကအဓိကများတယ်အဲ့တော့အဲ့ဒီကနေပြရက်နေမှာဆိုမရက်နေဘူးအခုလက်ရှိအင်ကပူနော်စက်တိုးလာမဆိုမြန်အောင်ခရိုင်ပေါ့မြန်အောင်ခရိုင်နဲ့အင်ကပူအင်ကပူမြို့နယ်ကလည်းအခုဟိုဘယ်လိုခေါ်မလဲဆိုတော့အားလုံးတဲ့ဒီမဲ့ကြီးပေါ့ queue site နေရာမှာတိုင်းတာရှိတယ်အင်ကပူပြောလို့ရှိရင်နောက်ထပ်ကျွန်တော်ထပ်ဆင်းလာမှာဆိုရင်ကျွန်တော်တို့ဘယ်သွားရောက်မလဲဆိုရင်အာ queen gate queen gate ဆိုလို့ရှိရင်စေဘေးရှောင်းတဲ့သူတွေရှောင်နေကြပါပြီเนาะ ဘာကြောင့်လဲဆိုတော့ရှောင်းလဲရှောင်းအောင်မယ်အမတက်ကကငါစစ်တင်နန်းအကြောင်းတော့ရှိတယ်ကွင်းကောက်ကိုလည်းဒီကွင်းကောက်မှာနေမဲ့စစ်သေးစစ်ပေးရှောင်းတွေကအယောက်၄တောင်လောက်ရှိတာဟုတ်နော်အဲ့ဒီအတွက်ကြောင့်မို့လို့လည်းအဲကွင်းကောက်လည်းသတိထားရမယ့်အခြေအနေရှိပါတယ်နောက်ထပ် ARD မှာပဲနောက်ထပ်ဟင်္ဒရာဟင်္ဒရာမှာဆိုလို့ရှိရင်လည်းဟင်္ဒရာမျိုးပေါ့အဲ့ဒီဟင်္ဒရာမှာလည်းနည်းနည်းလေးအဲသတိထားရမယ့်အခြေအနေရှိလာပြီဘာကြောင့်လဲဆိုတော့ဟင်္ဒရာမှာဒီပေါ့ဒီစေတရာတပုံနေစိတ်ဝင်နေပြီဆိုတော့ကျွန်တော်တို့ကြားသိနေရပြီအဲ့တော့ လောဒီဆောင်ရတဲ့နာဆောင်ရရမှာအရာဝတီတကြောကမင်းရတာကြားသိနေရမင်းပါ view ကိုမဆိုင်တာဘာဖြစ်လို့ तू လည်းမကြားဘူးတဲ့အဲ့တော့ကျွန်တော်တို့အခုစိုးပါပြီနော်စိုးပါပြီပြောရမှာပါအဲ့တော့ဒီလမ်းကြောမှာဘယ်လိုပါလာမလဲဆိုရင်ကျွန်တော်မှန်းဆလို့ရတာကတော့ AA တစ်ခွဲတည်းမဟုတ်ပါဘူးနော် AA ကအဲဒီလမ်းကြောမှာတို့ကနောက်တော့ကြာဆုပ်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်အဲဒီမှာတို့အစုအဖွဲ့တစ်ခွဲတည်းနဲ့ပါပဲမဲ့ဒီလမ်းကြောကိုတကယ်တမ်းတိုက်နေတာကချင်းပြည်နယ်မှာအခုတိုက်စရာအကုန်လောက်ဖြစ်နေပြီနဲ့ချင်းပြည်နယ်မှာကျန်တော့ဆိုတော့မြို့က၃မြို့လောက်ပဲကျန်တော့လား ဲ့ဒီသုံးမျိုးလောက်မှာချင်းတွေကတိုက်ဆရာမလိုပဲနဲ့အဲ့ဒီကချင်းတွေကဧရာဝတီတို့ပဲခူးတိုင်းတကြောကိုဆင်းလာပြီးတော့တိုက်ပွဲဆက်လက်ပေါ်ဆောင်မှုရှိရတဲ့ကြောင့်မို့လို့အဲ့တော့ဘသူရဲ့ဘသူရဲ့ပေါင်းမယ်ဆိုဧရာဝတီမှာရှိဧရာဝတီကိုတိုက်တဲ့နေရာမှာချင်းတက်တွေပေါင်းမပါဝင်နိုင်နဲ့အဲ့ဒီမှာဒေတာခံ PDF တွေပေါင်းပေါင်းဝင်နိုင်နဲ့နောက်တစ်ခုကအဲဆလင်းမြင်းဆောင်တွေရဲ့အားကိုပြရမယ်ပွဲပေါ်ပြဒီပွဲကတော့ဒေတာခံကွန်တုံးတွေပေါ့သူတို့တွေလည်းအများကြီးပါမယ်အဲနောက်တစ်အေးအေးပါမယ်ပြီးတော့လို့ရှိရင်တော့ဘသူရဲ့ပေါင်းမယ်ဆိုရှင်တော့ဒီအလဲပိုင်းက အလေပိုင်းကဒီ PDF တွေအများကြီးပါမယ်အဲ့တော့အင်အားကအရန်ကိုများပါတယ်အဲ့ဒီပသိမ်မုံရလမ်းကြောကသူတို့ဖြတ်နိုင်ခဲ့မယ်လေဆိုရင် AR တက်ကနည်းနည်းလေးဟိုအခြေအနေစိုးပါတယ်ဗောနော်အခြေအနေစိုးနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ AA အနေနဲ့အစုပဲတစ်ခုအနေနဲ့ပါမှာပါဘာကြောင့်ဆို AA အနေနဲ့ကအခုကြောက်ဖြူကိုသူတို့တိုက်နေတာရှိရဲ့ဘာကြောင့်မလို့သူတို့အင်အားကအဲ့ဒီမှာအများဆုံးတော့တယ် AA ကလည်းသူကတော်တော်လေးပြုံးတီးပြီးတော့တည်ဆုံးနေရများပါတယ်အေးအဖွဲ့စီကနော်အခု AA နာမည်ခံ အဲပြောပြန်ပြီပြောပြန်ပြီပြီးရင်မင်းတို့စစ်ခွေးတွေအဲ့ဒီတွေကြီးပဲမြေပေါ်မှာပြန်နေတာတိုက်နေတာပါအမှန်တကယ်ကတကယ်ဒေသခံ PDF တွေနဲ့တဲ့ PDF ကွန်တုံးတွေအများစုအရှိဆုံးကတိုက်နေတာဖြစ်တယ်ဗောနော်အားလေးအချင်းလေးအဲ့လိုအချင်းလေးရှိရောဗျာနော်အဲ့တော့ ERB ကိုခြုံငုံပြီးတုံးတာမယ်ခြုံငုံပြီးပြောမယ်အတူချုံဆမ်မာရီရဲ့ဖြစ်ပြောရမယ်ဆိုလို့ရှိရင်ဒီပေါ့ကျိန်တလိလမ်းကျောဖြစ်တဲ့လေခုံလေးလေခုံကြီးလမ်းကျောအဒီလမ်းကျောကနေပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုရင်ကျော်ရီကတောင်ကျော်တွေမှာရှိတဲ့အတွက်ကြောင့်မို့လို့ဒီလမ်းကျောကနေပြီးတော့ စစ်သေးကြတပုံအေအေကဝင်မယ်ပြီးရင်တောင်ချေမှာရှိနေတဲ့ရွာတွေဖြစ်တဲ့စွမ်းနာကကျွန်တော်ပြောတဲ့ချိတ်ကွင်းတို့ကျိုးပင်စုတို့လေခုံလေးတို့နော်ရှားတော်တို့စံကုန်းတို့ပြီးလို့ရှိရင်ပန်းတော်ကြီးတို့အဲဒီကြောမှာရှိနေတဲ့ရွာတွေနော်အဲဒီရွာတွေကိုတော့အဲစစ်သေးကြတပုံခြေကုန်းယူမယ်ယူပြီးရင်ဆက်လက်ပြီးတော့တိုးလာမှာကအင်ကပူတို့နော်နောက်ထပ်ဒီမြတ်အောင်တို့အဲပြီးွားရင်နောက်ထပ်ကျွန်တော်တို့ဟင်္ဒရာတို့နော်ဆက်လက်ပြီးတိုးလာမှာဖြစ်တယ်ပြီးရင်တော့အမ်ပတိမာရှိနေတဲ့ တက်တယ်ပေါ့သတိထားဖို့လိုအပ်တယ်ပေါ့အဲ့လိုအခြေအနေမျိုးလေးရှိတာ summary ဖြစ်နေကျွန်တော်ပြောတာပါနော်အတူချောင်းအဲ့တော့ရှေ့လျှောက် service တိုးလာမှဖြစ်တယ်နော်ဒီမအလာတို့စစ်အုပ်စုရဲ့လုပ်ရက်တွေဒီလုပ်ရက်တွေဈားထဲမှာကျွန်တော်တို့ပြည်သူလူထုကကက်ကက်ကလေးဈားကနေဒီတော်လန်ရေးကိုတိုက်နေကြတာဖြစ်တယ်တော်လန်နေကြတာဖြစ်တယ်အဲ့တော့ဘာအကြောင်းဒီတရုတ်ရဲ့စီးပွားရေးတွေကိုပေါ့နော်ဘာကြောင့်မို့ကျွန်တော်တို့က ဟိုစောင့်စည်းဖို့လိုအပ်တာလေ။ဟာလေတကယ်၍ကျွန်တော်တို့နိုင်ငံအနေနဲ့တရုတ်ရဲ့စီးပွားရေးတွေကိုဖျက်ဆီးလိုက်မယ်ဆိုရင်တာဝန်ယူရမှာကဘယ်သူတွေလဲ။ပြည်သူတွေအားလုံးတာဝန်ယူရမှာလား။ဒါမှမဟုတ်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့အဲ့ဒီတရုတ်ရဲ့စီးပွားရေးတွေကိုမထိမ့်သိမ့်တော့ပါပဲနဲ့နော်။ဟိုဖျက်ဆီးပြစ်မယ်ဆိုလို့ရှိရင်တရုတ်ကစီးရင်နဲ့ဝင်ရောက်လာဖို့အခြေအနေကိုရှိနေတာလား။ဘာကြောင့်ကျွန်တော်တို့ကသူ့ရဲ့စီးပွားရေးကိုဒီလောက်ဖိနှိပ်နေတဲ့ဂျားကနေပြီးတော့ဒီတရုတ်ရဲ့ ဟိုပောင်ဝင်ပတ်သက်မှုတော့တို့တော်လိုင်းရေနောက်နေနေတယ်နောက်နေမြေတွေပြန်ပြီးတော့ဒီလာရှိုးကိုပြန်ပေးရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ကျမတို့ကသူတို့ကိုစောင့်စည်းရတာလဲပေါ့နော်အရန်တော့မြင့်သွားပြီချင်းတယ်နော်မြင့်သွားလို့လေကျမအုံနောက်နဲ့တိတ်ပြီးတော့လိုက်မမီတဲ့ကိစ္စဖြစ်တယ်ကျမတို့ကတော့ရိုးရိုးပြည်သူတွေဖြစ်တယ်ပေါ့နော်ရိုးရိုးပြည်သူတွေဖြစ်တဲ့အတွက်ကျမတို့ကဒီလိုမျိုးဟလာကိုနိုင်ငံကိုနော်မကူညီတဲ့အပြင်ကိုနိုင်ငံရဲ့စီးပွားရေးအကျိုးစီးပွားရေးအကျိုးအမြတ်တွေကိုလည်းနော်နှစ်နှစ်ရှည်လာများနော်ရာစုနှစ်တစ်ခုချိန်ပြီးတော့နော်ယူထားတဲ့အပြင်ကို နော်မြန်မာနိုင်ငံကိုအမျိုးမျိုးစစ်ရေးပဋိပက္ခဖြစ်အောင်ဖန်တီးပေးခဲ့တဲ့ဒီတရုတ်ကြီးအမျိုးမျိုးကျွန်တော်တို့ကိုဒုက္ခရောက်အောင်လုပ်နေတဲ့တရုတ်ရဲ့လောင်းရင်းအောက်ကနေကျွန်တော်တို့တွေဘာကြောင့်ရုံးမထွက်နိုင်တာလဲနော်ခုကဘာကြောင့်သူ့ရဲ့စီးပွားရေးတွေကိုကျွန်တော်တို့ကဆော့ရှော့ပေးဖို့လိုအပ်နေတာလဲကျွန်တော်တို့ပြည်သူတွေရဲ့အသက်အိုးအိမ်ကြောက်လားနော်ဒါကတော့ကျွန်မကျွန်မဟိုအုံနောက်နဲ့လိုက်မမီတဲ့ကိစ္စတွေဖြစ်တဲ့အတွက်ပေါ့နော်ဒါကိုကျွန်မသိနေတာပေါ့လေအဲ့တော့စစ်ကောင်စီကတစ်ချိန်လုံးကျွန်တော်တို့ပြည်သူလူထုကိုနော် ဟိုအစစ်နိုင်လူဒန်းစားတွေလို့ပဲတတ်မှတ်ခဲ့တာလေသူတို့လုတ်ချင်အောင်လုတ်ခဲ့တယ်ဆွဲချင်တယ်လို့ဥပဒေဆွဲခဲ့တယ်နော်အခုဒီကထဲမှာထွက်လာတဲ့ဇင်းနေရှိတယ်အဲဒီဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ခြံစည်းရိုးကိုခိုးပြီးတော့မြေခိုးပြီးခတ်နေတဲ့ကိစ္စကိုဟိုတော်လိုင်းတစ်ခွဲနေနဲ့တွေ့လို့ဒါတောင်းမြင့်လိုက်ရတဲ့ကိစ္စတွေရှိတယ်နော်နောက်ခုဒီလာရှိုးကိုပြေးလိုက်ရတဲ့ကိစ္စကလာရှိုးထဲကိုတရုတ်တွေဝင်လာပြီးတော့သူတို့လုံနေတဲ့ဟိုတပ်ပုံတွေထွက်လာတာရှိရပေါ့နော်သူရဲ့မြို့အပိုင်လိုလိုဖြစ်သွားတဲ့ပုံစံမျိုးတွေထွက်လာတာကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလာရှိုးကြီးကနော်မအလာလို့ နော်သူတို့ပြန်ယူတယ်ဆိုပေမဲ့ကျမတို့တိရတဲ့လောက်ကြားရတဲ့လောက်ကတော့ဒါတရုတ်ရဲ့လက်ထဲကိုထိုးထည့်လိုက်တာဖြစ်တယ်အဲ့တော့ဒီလားရှုံးကတရုတ်ရဲ့အပိုင်ဖြစ်သွားတော့မှာလားပေါ့နော်ဆိုတဲ့ခါကျတော့လုံချင်တယ်လို့ဖြစ်ချင်တယ်လို့ဖြစ်နေတယ်ကျမတို့နိုင်ငံကြီးကလည်းဖြစ်ချင်လို့ဖြစ်နေတယ်ဒီမအလကြီးကိုဒါကျမတို့အမြန်ပေါ့နော်ဒီတော်လန်ရေးကိုကျမတို့တစ်ဖက်ဖက်ကိုအလေးတအောင်မလုံနိုင်ဘူးဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့အနာဂတ်ကတော်တော်ကြောက်စရာကောင်းနေရှင်เนาะနောက်ခုကကျမတို့ဒီတရုတ်အနေနဲ့ပေါ့နော်အဥမာပေါ့ ထိုင်းကိုဆိုရင်တရုတ်ရဲ့အကော်တရုတ်စကားကထိုက်ကော်เนาะအမေရိကန်ဆိုမေကော်เนาะအဲ့လိုမျိုးကော်ကော်လေးတွေထည့်ပြီးပြောတယ်အဲ့ကော်ဆိုတာနိုင်ငံပေါ့ရှင်เนาะအဲ့တော့ထိုင်းနိုင်ငံဆိုထိုက်ကော်ဆိုရင်ဒါထိုင်းနိုင်ငံလို့သူတို့ခေါ်တာအဲ့တော့မြင်တဲ့မြင်တဲ့ဆိုတဲ့အဓိပ္ပာယ်ကခုနကကျွန်မကြည့်လိုက်ရတာပေါ့เนาะအဒီအင်တာဗျူးတစ်ခုမှာကြည့်လိုက်ရတာမြင်တဲ့ဆိုတဲ့အဓိပ္ပာယ်ကပြင်းတယ်လို့ဟိုဟာအဓိပ္ပာယ်ရတယ်ပေါ့เนาะပြင်းနေပေါ့မြင်သိဆိုတာဒါမြန်မာပြင်းနေတခုအညီနဲ့ဟိုခေါ်ခေါ်တုံးတုံးနေခြင်းဖြစ်တယ်ပေါ့ဒီတော့ ဖုန်းနိုင်ငံကဒီစစ်အုပ်စုရဲ့လက်ထဲမှာကြာရောက်ခဲ့တဲ့90လုံးလုံးဒီတရုတ်ရဲ့စိုးမှုမှုအောက်မှာအပေးအယူတွေလုပ်ပြီးကျွန်တော်ပြည်သူတွေသိလိုက်တာနည်းနည်းပဲရှိတယ်။မသိတဲ့ကိစ္စတွေအများကြီးရှိသေးတယ်။အများကြီးကျွန်တော်တို့နိုင်ငံဝါးမြူထားတာ။နော်ခေါအခုနအခေါ်ဝေါ်လေးတော့မှဒါဟိုခုအရင်တည်းကခေါ်ဝေါ်လာခဲ့တာမြင်းသိဆိုတာကပြည်နယ်တခုမြန်မာနိုင်ငံကိုသူ့ရဲ့ပြည်နယ်တခုလိုပဲသဘောထားနေတဲ့ပုံစံမျိုးဖြစ်တယ်။နော်ချစ်အောင်ဝင်လို့ရလို့ချစ်အောင်ဝင်သားပြီးတော့လက်ဝင်လို့ရရင်လက်ဝင်မယ်။ခေါင်းတစ်လုံးလုံးဝင်လာလို့ ရတဲ့အချိန်ကျရင်ခေါင်းကလုံးလုံးဝင်လာမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့အဲ့တော့မအလားလို့စစ်အုပ်စုလုတ်ပုံလုတ်နီးနော်သူတို့ကတော့ခွေးယူးတွေပေါ့ရှင်ခွေးယူးတွေလိုက်ကြိုက်တယ်ဆိုပေမဲ့အဲ့ခွေးယူးအကြိုက်ခံရတဲ့လူကယူးသွားတာလေနော်ယူးယူးမယူးရင်လည်းပေးပေါ့ရှင်နော်ယူးပြီးပေးတာပေါ့အဲ့တော့ကျွန်တော်ကဒီခွေးယူးတစ်ကောင်အကြိုက်ခံရတာ ਨੇ တကယ်အဲ့အချိန်တွေကိုရောက်နေပါလို့နော်အဲ့အချိန်တွေကဒါပေမဲ့ကျွန်တော်ဒီကြားထဲမှာတော့ဟိုအရန်စိတ်ပြတ်စရာတော့လည်းမဟုတ်တော့မဟုတ်သေးဘူးပေါ့နော်ကျွန်တော်ဒီကြားထဲမှာဒီရက်တွေထဲမှာဆိုလို့ရှိရင်ဒါ အောင်ပွဲတွေကပို့ပို့ပြီးတော့ဇက်တိုက်ဇက်တိုက်များလာပြီးတော့ဗီဒီယိုဖိုင်တွေတွေ့မှာပါเนาะအရှင်ဖမ်းမိတာတွေရောအသေးပြက်တတ်တာတွေရောဆိုတော့ဟိုတကယ်အောင်မှာကျွန်တော်တို့ကျွန်တော်တို့ရဲဘော်တွေအရန်စူးစမ်းနေတယ်လို့ကျွန်တော်တို့မြင်ရတယ်ပေါ့เนาะဒီလောက်ကဒီအာဆရာကြီးဆိုရင်စိုးလို့မြန်မာပြည်ပြန်ရောက်တဲ့သတင်းလေးတွေလည်းတွေ့ရတဲ့အခါကျတော့ပို့ပြီးတော့အားတက်စရာဖြစ်တယ်အဲ့တော့ စိတ်ဟိုစိတ်တော့ကြောက်ကြရမလို့ကျွန်တော်တို့ကစည်ရင်းနဲ့ဆိုလို့ရှိရင်တော့နိုင်နေပြီးသားဖြစ်လေတော့ဒီဘက်ကိုစိတ်တော့မကြိုက်မယ်ဒီတရုတ်အကြောင်းကိုတော့တည်နေတက်လာပြီဆိုရင်အရန်စိတ်နောက်ရှက်ပြရပြီးတော့မှအရန်ကိုမှမုံတီးယွန်ရှာတယ်ဒီနိုင်ငံမျိုးလေကြောက်ရမိုင်းနိုင်ငံသားတယောက်အနေနဲ့ဒီတရုတ်ကိုမြန်မာပြည်ရဲ့မြေတလက်မတော့ကျွန်တော်တို့မပေးချင်ဘူးပေါ့နော်အဲ့တော့ရင်းထဲမှာအရန်နာကျင်ရတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ထောင် MMDA ကိုယုံကြည်ခဲ့တယ်ဒါကလည်းအပြစ်တော့မဟုတ်ဘူးယုံကြည်နေတဲ့လူတွေရဲ့အပြစ်တော့မဟုတ်ဘူးနောက်က နိုင်ငံရေးမှာလက်ကွက်တွေရှိတာဖြစ်တဲ့အတွက် MMDA အပေးလိုက်ရတဲ့လာရှုံးဟာနော်ဒီလက်ကွက်ဖြစ်ပါစေလို့ကျွန်မညွှန်လင်းနေဆူတောင်းနေပါရှင်နော်အဲဒါပေမဲ့ကျွန်မတို့အမြင်နဲ့ကြည့်မယ်ဆိုလို့ရှင်တော့ရက် MMDA ဟာရက်မယ်ဆိုလို့ရှင်မြန်မာပြည်ဘက်ကပဲရက်ကမှာအကယ်၍တရုတ်ကိုကြောက်လို့ဖြစ်ဖြစ်တာတာမရက်တည်ရဲဘူးဆိုလို့ရှင်တော့တော်လန်ရေးနိုင်ခဲ့ရင်သူတို့မှာပြဿနာအများကြီးရှိရပေါ့နော်ဒါဒါလည်းတခုပေါ့လေနော်အဲ့တော့အိန္ဒိယချင်းနိုင်ငံတွေကလည်းနော်သူတို့ချောင်းလို့မြန်မာနိုင်ငံကို ဟိုပြောမယ်ဆိုလို့ရှိရင်တော့ငိမ့်ချမ်းစေချင်တာငိမ့်ချမ်းရေးလမ်းကိုပဲအတင်းဇွတ်ဆွဲသွင်းနေတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့မအောင်နေဘာလို့လဲဆိုပြည်သူလူထုကလုံးဝမှအချိန်မလျှော့ဝင်နဲ့မောင်းတင်လာတာဖြစ်တဲ့အတွက်အာဆီယံရဲ့စူးစမ်းမှုကဘေးနိုင်ငံရဲ့စူးစမ်းမှုကမအောင်နေဘူးဒါပေမဲ့သူတို့တကယ်ဖြစ်ချင်တဲ့ဆန္ဒကမြန်မာပြည်သူလူထုဘာပဲဖြစ်ဖြစ်မဟာလာဘာပဲဖြစ်ဖြစ်အ мян ငိမ့်ချမ်းဖို့သာသူတို့ကဆန္ဒရှိတဲ့သဘောကိုတောက်လျှောက်တောက်လျှောက်တွေးလာရတာဖြစ်တယ်ပေါ့နော်ဒါကဘာကြောက်လဲဆိုလို့ရှိရင်တာဝန်ယူရမှာကြောက်လို့ပါဘလို့တာဝန်ယူရမှာကြောက်လဲဆိုအကယ်၍သူတို့ဟာ တော်လိုင်းရေးဘက်ကိုတာပြပြတာတာရက်တီလိုက်မယ်တော်လိုင်းရေးကိုဟိုထောက်ကူလိုက်မယ်၊ကုညီလိုက်မယ်ဆိုလို့ရှိရင်တို့တောင်းလို့ရမယ်နောက်ဆက်တွဲလေးအဲ့ဒါဘာလဲဆိုရင်နိုင်ငံတွင်းထဲကနေထွက်ပြေးလာတဲ့စစ်ဘေးရှောင်ဒုက္ခတွေတွေတို့တောင်းယူပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုတို့တောင်းဝင်မယူခြင်းလို့လေဒါဖန်စီတာတွေထိုင်းနိုင်ငံမှာရောလေးရှားနိုင်ငံမှာရောဒါအဖက်ဖက်ကနေမြန်မာပြည်သူလူထုဟာအဖိနှိပ်ခံရတဲ့အနေအထားမျိုးရှိတယ်ပေါ့အဲ့တော့တို့တောင်းဝင်ယူရမှာကြောက်တယ်ဆိုပေမဲ့တို့တို့ပြည်သူလူထုရဲ့နော်ဇွဲကောင်းမှုနဲ့ ကြန့်ခိုင်တဲ့စိတ်ဓာတ်တွေကြောင့်တို့ဟာလုံးဝရှေ့ဆက်လို့မရအောင်ဖြစ်တယ်ပေါ့နော်။အဲ့တော့ဟိုဒီသားရဲမှာတက်လာတဲ့သတင်းတွေအများဆိုရင်ကျွန်တော်တို့အတွက်အယံအားရှိတယ်နော်။ဒီတော်လေးတက်ခွေတွေတိုင်းနောက်လက်နက်ကင်တွေအားလုံးကျွန်တော်တို့ရှေ့ဆက်ဖို့ပဲကျွန်တော်တို့ပြည်သူလူထုရဲ့အတန်ကိုနားထောင်ပေးထားဖို့တော့ကျွန်မပြောချင်တယ်ပေါ့နော်။အရင်တော့ကမငြိမ်ညွတ်ခဲ့တဲ့ကိစ္စလေးတွေရှိပေမယ့်အခုနောက်ပိုင်းမှာကျွန်မထင်ရသလား လုံးဝစီးလုံးညင်ညွတ်လာမဲ့အချိန်တခုကိုပို့ပြီးတော့ရောက်လာလိမ့်မယ်အခုလည်းစီးလုံးညင်ညွတ်နေတာပါပဲအချို့အခွင့်တွေကလွှဲရင်ပေါ့ရှင်နော်ဒီ MMDA တို့ကလာရှုပ်ရဲ့ရင်ဝင်ထဲမှာရှိနေတဲ့အတွက်ဒါတွေတော့ကျမနေနေအခုချိန်မှာမတုံးသက်လို့သေးဘူးအကယ်၍ MMDA အေးတာကျမတို့တော်လန်ရေးကိုနော် PR တခုကြောင့်ဟိုတစ္ဆာဖောက်ခဲ့ရတယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒီတစ္ဆာဖောက်မှုအပေါ်မှာ MMDA အနေနဲ့ဒါအကျွေးတင်သွားမှာဖြစ်ပါတယ်မြန်မာပြည်သူလူထုအပေါ်မှာအကျွေးတင်သွားမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကတော့စောင့်ကြည့်အနေထားပဲဖြစ်တယ်ပေါ့ဆိုတော့ တော်တို့ရဲ့တော်လည်ရေးချင်နေကတော့ဒီရက်ထင်မှာကြားရတဲ့သတင်းတွေကတော်တော်အတက်စရာကောင်းတယ်ဂျေဘော်တွေတော်လည်ရေးအဖွဲ့တွေကတော်တော်လေးကိုအားတင်းအားတင်းပြီးတော့မှတော်တော်လေးစူးစမ်းပန်းစားလုပ်နေတဲ့အခြေအနေမျိုးကိုတွေ့ရတာဖြစ်တဲ့အတွက်ကျမတို့လုံးဝအမရှော်လိုက်ကိုအားပေးကြပါတယ်ဘီဒူဘူဒူအားလုံးကို